တင်နောက်မှာအမြဲတမ်းချိနေပေးခဲ့တဲ့အမေကိုလွန်ဆွေကြောင်းပြောလာတဲ့အင်ရှင်ဗိတ်တများအလုံးပေးမင်္ဂလာပါရှင်အင်ရှင်ဆိုတာကလည်းမြန်မာနိုင်ငံမှာအောင်မြင်ကြော်ကြားတဲ့အဆိုတော်တရားဖြစ်ပါတယ်သူဟာအောင်မြင်မှုတစ်ခုရဖို့အတွက်လည်းအချိန်တွေကြိုးစားမှုတွေကိုယင်းနှင်းမြုံနှံခံရသူတရားဖြစ်ပါတယ်အင်ရှင်ဟာအရင်ကနယ်ပွဲတွေမှာကာဘာပြန်ဆိုပြီးအနုပညာလောကအထက်ကိုတစ်စက်တစားဝင်လာရင်းနဲ့အခုချိန်မှာတော့ကိုပိုင်တန်စင်ကိုပိုင်တရှင်တွေကိုဖန်တီးနိုင်ပြီး အောင်မြင်မှုတစ်ခုကိုရရှိခဲ့ပြီးပဲဖြစ်ပါတယ်။အောင်မြင်မှုရရှိဖို့အတွက်သူပေးဆက်ခဲ့တဲ့အနှစ်ကာလအချိန်တွေကအများကြီးပဲဖြစ်ပါတယ်။အင်ရှင်ကတော့လက်ရှိမှာသူမရဲ့ရှိုးပွဲကိုဖျော်ဖြေသွားခဲ့တာဖြစ်ပြီးတော့ပိတ်သက်တွေရဲ့အပေးမှုကိုတခနဲ့ရရှိခဲ့တာဖြစ်ပါတယ်။မကြာခင်ကာလတုန်းကအင်ရှင်ရဲ့မိခင်ဟာဆုံးပါသွားခဲ့တာဖြစ်ပြီးအင်ရှင်တရအတော်လေးစိတ်ထိခိုက်ခဲ့တာဖြစ်ပါတယ်။သူမဟာစိတ်ထိခိုက်တဲ့ကြားက ကျမရဲ့ရှိုးပွဲကိုအကောင်းဆုံးဖျော်ဖြေခဲ့ပါတယ်ဒီပွဲကလည်းကျမအမေမြင်ချင်တဲ့ပွဲဖြစ်တာကြောင့်ကြိုးစားဖျော်ဖြေခဲ့တာဖြစ်ပါတယ်အင်းရှိကတော့အမေရှိတဲ့သမီးပီတာစွာပဲအမေအတွက်အကုန်ယူရတဲ့သမီးတယောက်ဖြစ်ခဲ့ပါတယ်အင်းရှိငယ်စဉ်နေတွေမှာတရှင်းသွားဆိုရင်လည်းအင်းရှိအမေကအမြဲတမ်းနောက်ကနေလိုက်ပြီးအားပေးခဲ့တာဖြစ်ပါတယ်အင်းရှိရဲ့ပွဲတွေမှာ အကောင်းဆုံးဖြစ်အောင်မီးပေးလမ်းပြလုပ်ပေးခဲ့တာဖြစ်ပါတယ်။အင်ရှစ်ကိုလည်းအောင်မြင်တဲ့အဆိုတော်တရားစေခဲ့ခြင်းတရားဖြစ်ပါတယ်။အင်ရှစ်ဟာလည်းမိခင်ရဲ့ရှိချင်းမေတ္တာတွေကြောင့်အောင်မြင်မှုတွေရရှိခဲ့ပါတယ်။အခုချိန်မှာသူမအမေမရှိတော့တဲ့အတွက်အားငယ်ရကြောင်းနဲ့တတိယမိကြောင်းလည်းရင်ဖွဲခဲ့ပါတယ်။ပွဲတဲ့ဆိုတိုင်းလည်းစင်နောက်မှာဝင်းရံပေးတဲ့အမေကိုအခုမှမြင်တွေ့ရတော့တန်တက်မိတယ်လို့ပြောပါတယ်။ဆက်ဆက်ရရခရူးဆိုင်ပေးမဲ့အမေမရှိတော့လူကနည်းနည်းတော့ပင်ပန်းတယ်လို့ အားလဲရော့တယ်လို့ဆိုပါတယ်အမေကိုအမြဲတမ်းတတိယနေပါတယ်အဆင်မပြေခဲ့တော့ကအမေကသူမပေါ်မှာအကောင်းဆုံးပြုစုပျိုးထောင်ပေးခဲ့လို့လဲကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်အင်ရှင်အမေကစိတ်မချတာကြောင့်လဲအင်ရှင်တရှင်းဆိုဖြောဖြေတဲ့အခါမှာအမားမရှိရအတွက်လဲအမြဲတမ်းနောက်ကနေလိုက်ပြီးအားပေးထောက်ပံ့ခဲ့တာဖြစ်ပါတယ်ဒါကြောင့်ပဲအခုလိုတယောက်တည်းဖြစ်သွားချိန်မှာအမေကိုတန်တက်ကြောင်းပြောလာခဲ့ပါတယ်ငယ်စဉ်ကလေးကဖခင်မြေတောင်ကပြီး မိခင်တယောက်တည်းရဲ့မေတ္တာတွေနဲ့တာရှင်တန်းခဲ့ရတဲ့အင်းရှိကအခုလိုအမေဆုံးပွားတဲ့အခါမှာတော်တော်လေးခံစားခဲ့ရတာဖြစ်ပါတယ်။ပွဲတွေတားတိုင်းအမေအနောက်ကနေလိုက်ပေးတဲ့အမေကအခုလိုရုပ်တရည်ကြီးထွက်သွားတာကြောင့်သူမအနေနဲ့ပွဲတွေဆိုတိုင်းလဲအမေကိုတတိယတယ်လို့ဆိုပါတယ်။အမေကအောင်မြင်စေချင်တာကြောင့်လဲအောင်မြင်အောင်ကြိုးစားမယ်လို့ဆိုပါတယ်။အင်းရှိဒီအချိန်ဤထိရောက်လာဖို့အတွက်လဲသူမအမေကအတန်ပိုင်းဆိုင်ရာဂိုက်လုပ်ပေးခဲ့ပြီးပွဲတိုင်းကိုလိုက်ကြည့်က တုံ့တပေးခဲ့ပါတယ်။ပြင်ဆင်စရာရှိရာကိုပြန်လည်ပြင်ဆင်ပြီးအမှားတွေကိုလည်းထောက်ပြပေးခဲ့တာဖြစ်ပါတယ်။အင်ရှီဟာရှိုးပွဲဒေတာမကမြန်မာတန်စင်ပွဲတွေပါငှားရိုက်ခံရပြီးဒီမအနေနဲ့မြန်မာတန်စင်ကိုတိတ်မပိုင်နိုင်သေးတာကြောင့်ပွဲတွေကိုတိတ်လက်မခံဖြစ်ဘူးလို့ဆိုပါရယ်ညီမတန်စင်ကိုတော့ကြိုးစားပြီးဆုံနိုင်အောင်လေးကြင်ကြောင်းလဲပြောပါရယ်ဒီမအနေနဲ့ခက်ပေါ်တရှင်တွေကိုဒါပိုင်နိုင်စွာဆုံနိုင်တာဖြစ်ပြီးတော့ညီမတန်စင်ကတော့ တင်ယူလေလာနေုံလို့ပြောပါတယ်အလူတွေမင်္ဂလာဆောင်တွေမှာဒီမတ်ကိုငှားတဲ့အခါမြမတန်စင်ကိုဆိုခိုင်းတာများတာကြောင့်မြမတန်စင်ဘက်ကိုလည်းအားထက်နေကြောင်းပြောပါတယ်အခုလိုအလုပ်တွေမှာအားတဲ့အချိန်မျိုးအရန်ပင်ပန်းတဲ့အချိန်မျိုးဆိုရင်လည်းအမေကိုလွမ်းကြောင်းရင်ပွင့်လာခဲ့ပါတယ်ပိတ်သက်တွေလည်းအင်ရှစ်ကိုအားပေးစကားပြောပေးတော့ခဲ့ကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်